အုပ်တွေကိုမလုပ်ကြဘူး weight board အုပ်တွေပဲလုပ်တယ် weight board အုပ်ဆိုလို့ရှိရင်ထုတ်လုပ်တဲ့လူတွေကရေပေါ်အုပ်တွေနှစ်ဆလောက် production တက်လာတဲ့ကုန်ကြစည်တွေတက်တာသွားတဲ့ကြောင်းသုံးဆွဲတဲ့လူတွေလည်းသုံးဆွဲနိုင်တဲ့အနေအထားကိုရောက်တယ်တို့တော့ကြောင်းတာမန်သုံးနေကြပစ္စည်းတွေတဲ့ကိုရေပေါ်အုပ်က weight board အုပ်ကပို့ပြီးတော့တက်တာတယ်အဲ့ဒါတွေကိုလည်းကျွန်တော်ဟိုမရှင်းလင်းတာရှိလို့ရှိရင်ကျွန်တော်ရဲ့ video လေးရဲ့ comment box မှာလာပြီးတော့ဒီကုန်းကိုရေးထားလို့ရပါတယ်ကျွန်တော်ရှင်းပြနိုင်တဲ့ပြချက်ထားတဲ့ဟာတွေလည်းလှမ်းပို့ပြီးလို့ရပါတယ်အချိန်မရွေး Viber ကတွေလည်းကျွန်တော်ဖုန်းဆက်ပြီးတော့မေးလို့လည်းရပါတယ်နီးပညာတွေနဲ့ပတ်သက်လို့ကျွန်တော်အများကြီးညွှန်ပြထားတာတွေရှိပါတယ်အဲ့ဒါတွေကိုလည်းလေ့လာလို့ရပါတယ်တို့တို့ကြောင့်ဂျီဘောအုပ်နဲ့ဝိတ်ဘောအုပ်ကိုဘယ်လိုတွေသုံးကြပါလဲမိကုန်းကိုလည်းကျွန်တော်ဒီဗီဒီယိုလေးနဲ့ဖြေပါမယ်ဂျီဘောအုပ်ကိုဘယ်လိုတွေသုံးတယ်လဲဆိုတော့ဥမာဗျာ စောက်ပြီးသွားတိုက်ကြီးပြီးသွားပြီအဲ့ဒါဟိုအိမ်ထဲမှာ extension indo အခန်းလေးတွေထက်ကခြင်းနဲ့ဥမာငါးတက်သားတို့သုံးတက်သားတို့တခြားသားတွေနဲ့ကာလို့ရှိရင်ခံခံမှုမရှိဘူးဒါမျိုးနေရာတွေမှာတာမန်ပစ္စည်းတွေတုံးရင်လည်း weight တွေထမ်းနိုင်လေးသွားမယ်အဲ့ဒါမျိုးတွေမှာဆိုလို့ရှိရင်ကြည့်ပေါ့အုတ်ကိုတုံးရတယ်တချို့ကွန်ဒိုတွေဆိုလို့ရှိရင်တချို့အဆောက်အဦတွေတော်တော်များများမှာဆိုသူတို့ရဲ့ internal war တွေအခန်းတွေမှာပြုတ်ပြင်းတဲ့အခါတွေမှာဒီလိုကွန်ဒိုပိုင်ရှင်ကြီးတွေကဒီအဆောက်အဦတွေ weight တွေကိုထမ်းမှာဆိုလို့ extension တိုးတဲ့ဟာတွေကိုခွင့်မပြုကြအောင်အဲလိုမျိုးနေရာတွေမှာဆိုလို့ရှိရင်ရေဘောဥတော်၎င်း AEC ဥတော်၎င်းသူတို့ကခွင့်ပြုတယ်ခွင့်ပြုလို့ရှိရင်ဟိုပိုင်ရှင်တွေကဒါမျိုးရေဘောဥတွေကိုလိုက်ရှာကြတယ်လိုက်ရှာပြီးတော့သူတို့ internal war တွေမှာတုံးတယ်တချို့စောက်ပီးသားတိုက်တွေရဲ့ခေါင်မိုး ruthless ဘုံမှာ ပန့်ဟုတ်စီတွေလောက်ကြတယ်ဒါမျိုးဆိုလို့ချင်းတိုက်ကြီးရဆောက်ပြီးသွားပြီးဝိတ်ကိုလည်းသူတို့ရှော့ချခြင်းနဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းရေပေါ်အုပ်လုံးဝရေပေါ်တဲ့အုပ်လုံးဝပော့ပါတဲ့အုပ်ကိုတုံးကြတယ်ရေပေါ်အုပ်မှာလည်းနှစ်မျိုးရှိတယ် CSC ရေပေါ်အုပ်ရှိတယ် AEC ရေပေါ်အုပ်ရှိတယ် CSC ရေပေါ်အုပ်ကကြတော့ကျွန်တော်တို့ cost က low price ပေါ့နော်ဈေးနှုန်းကတော်တော်နှိမ့်ကြတယ် AAC ရေပေါ်အုပ်ကကြတော့ CSC တဲ့နှစ်ဆလောက်ရှိတယ် နှစ်ဆလောက်ဈေးတက်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ AEC ကကြတော့ထုတ်လုပ်တဲ့ကုန်ကြမ်းစီးတွေနည်းနည်းလေးမြင့်တက်တယ်။သူကထုတ်လုပ်တဲ့နေရာမှာကုန်ကြမ်းစီးတွေတက်သွားတဲ့အကြောင်းဈေးကလည်းသူကနှစ်ဆလောက်တက်သွားတဲ့အကြောင်းသုံးဆွဲတဲ့လူတွေကတာမန်အားဖြင့်သုံးဆွဲမှုနည်းတယ်။ CSC ရေပေါ်အုပ်ကတော့နည်းနည်း AEC တဲ့လူကော့စ်ဖြစ်တဲ့အကြောင်းသုံးဆွဲတဲ့လူတွေကနည်းနည်းလေးပို့ပြီးတော့သုံးဆွဲကြတယ်။ဒါကြောင့်တချို့ ဆောက်ပြီးသားအိမ်ကြီးအပေါ်မှာ extension pad house ကြီးသုံးမယ်ဆိုလို့ရှိရင်ဒီ CSC ရေပေါ်အုပ်ကအသုံးဝင်ပါတယ်သူက AEC လိုပဲပေါ်တယ်ဈေးနှုန်းလည်းတက်တာတဲ့အတွက်ကြောင့် pad house ကြီးသုံးတဲ့နေရာမှာအသုံးဝင်ပါတယ်တချို့အိမ်ပိုင်ရှင်တွေဆိုလို့ရှိရင်သူတို့ရဲ့ pad house တွေ extension လေးတွေ roof slat တွေပေါ်မှာအဆောက်အဦတွေစောက်တဲ့တော့၎င်းအဲ့နေရာမှာသုံးတယ်တချို့အဆောက်အဦတွေဆိုလို့ရှိရင်ဥမာဗျာနှစ်ထပ် ဘောနော roots နဲ့လှုပ်ထားတဲ့ခေါင်းမူးမရှိတဲ့တိုက်တာတွေမှာ ဆိုလို့ရှိရင် အပေါ်ကနေပူတဲ့အပူချိန်တွေကိုရှော့ချဖို့အတွက်ကို CSC ပျော်ရည်တွေကို roots လက်ပေါ်မှာလေးလက်မငါးလက်မအမြင်လေးတွေထပ်ပြီးတော့လောင်းကြတယ်။ဘာဖြစ်လို့လောင်းလဲဆိုတော့နေပူတဲ့အပူချိန်ဓာတ်တွေ ရော့ကျသွားလို့ရှိရင်အောက်ကအခန်းနေရာအေးမြပြီးတော့အာကွန်သုံးတဲ့ကုန်ကြစီတွေလည်းတက်တာသွားအောင်လို့တချို့အင်ပန်ရှင်တွေကအဲ့လိုမျိုးနေရာတွေမှာ CSC ပျော်ရည်ကိုလောင်းလာတယ်သုံးကြတယ်အဲ့လိုလောင်းတဲ့အခါမှာလည်းရေဘုံအသားလိုမျိုးပွားပွားပေါ့နော်သူကမီးပူတဲ့ထံကိုခံနိုင်ဖို့အတွက်သူက CSC ထဲမှာပျော်ရည်ထဲမှာသူကဆယ်လူလာလို့ဘူပေါင်းလေးတွေပါတော့အပူချိန်ကိုသူကတော်တော်များများအောင်စုပ်ယူပလိုက်တယ် အဲ့အတွက်ကြောင့်တို့က CSC ပျော်ရည်တွေကို concrete slab ပေါ်မှာလောင်းတဲ့လူတွေလည်းတုံးကြပါတယ်အဲ့အတွက်ကြောင့်ရေပေါ်အုပ်နဲ့ဝေပေါ်အုပ်နဲ့ဘာကွာတယ်လဲဆိုတာကိုကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်ဘယ်နေရာတွေမှာတုံးလို့ရလဲကိုရှင်းပြပြီးဖြစ်ပါတယ်တို့တို့ကြောင့်ဟိုအိမ်ကြီးရဲ့အထက်မြင့်တွေမှာအထက်မြင့်ကိုဥမာဗျာ foundation လုပ်တွေ short ချမယ်အိမ်ရဲ့ weight တွေကို short ချခြင်းနဲ့ဆိုရင် internet ဘောတွေမှာဝိတ်ဘောအုပ်တွေကိုလည်းတုံကြတယ်ရေဘောအုပ်ကလေးတော့တုံကြတယ်ဒါကတော့တုံဆွဲတဲ့လူတွေရဲ့ဆုံးဖြတ်ချက်နဲ့ပဲဆိုင်ပါတယ်တုံဆွဲတဲ့လူတွေအကြိုက်နဲ့ပဲဆိုင်ပါတယ်ကျွန်တော်တို့တော်တော်များများလိလာတဲ့စိတ်ယုံကြီးတော်တော်များများမှာတော့ရေဘောအုပ်ထုတ်တဲ့လူတော်တော်များများနေပါတယ်ညံကုန်မှာတော့၎င်းမန္တလေးမှာတော့၎င်းရေဘောအုပ်ထုတ်တဲ့လူကအနေချင်းပဲရှိပါတယ်သူတို့မှမှပဲထုတ်ပေးတဲ့လူရှိပါတယ်တချို့ရေဘောအုပ်လုတ်ချင်တဲ့လူတွေကတော့ ကိုယ်တိုင်ပဲထုတ်လုပ်ကြတာများပါတယ်ကျွန်တော်ရှိမှလာပြီးတော့တင်ကြားတဲ့လူတွေတော်တော်များတော့ရေဘောအုပ်ကိုတည်တန်းလူကျင်တဲ့အတွက်ကြောင့် special တို့ကတင်တန်းနေတက်တယ်လာပြီးတော့ကိုယ်တိုင်ကိုကြဒီရေဘောအုပ်မိပညာတစ်ခုကိုပဲတည်တည်တန်းတန်းလေးတင်ပြီးတော့တို့ကိုယ်တိုင်ထုတ်ပြီးတော့သုံးဆွဲကြတာရှိပါတယ်ဘာဖြစ်လို့အဲ့လိုသုံးတယ်လဲဆိုတော့တာမန်ဝေဒါတက်ကိုတို့က ဟိုပေါ့နော်ကုန်ကြမ်းစည်းတွေတက်တာတဲ့အတွက်ကြောင့်တို့ကတို့ကိုယ်တိုင်တို့ထုတ်ပြီးတော့သုံးဆွဲတဲ့လူတွေတော်များများရှိပါတယ်ဒီဗီဒီယိုလေးရဲ့နောက်မှာလည်းရေပေါ်အုပ်နဲ့ဝီပေါ်အုပ်အချိုးအစားတွေကိုကျွန်တော်ဇရာွက်ကလေးနဲ့တင်ပြထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကရေရဲ့တိတ်တီးစားက1000 gram ရှိတယ်အဲ့တော့ကျွန်တော်တို့ကဘီလက်မြေရဲ့မဆလာရဲ့သဲရဲ့ရိုးဆက်တဲ့အထည်တွေကိုအမြုပ်နေ ရောဆက်လိုက်တယ်အမြုံကိုအမြုံဆက်နဲ့ထုတ်ပြီးတော့အမြုံတွေထွက်လာတယ်အဲ့ဒီအမြုံတွေကိုဘီလက်မြည်နဲ့မဆလာထဲမှာမြေစင်းလုံးလိုက်တယ်အဲဆလော်ရီနေလိုက်တယ်နေလိုက်တဲ့အချိန်မှာရလာတဲ့ပျော်ရည်ကိုကျွန်တော်တို့ကတလီတာခွက်နဲ့ကတားနဲ့ချိန်တယ်တထောင်ဂရမ်ရဲ့အောက်ဆိုရင်ရေပေါ်ပေါ်ပြီးများသောအားဖြင့်လုတ်ယူရတဲ့လူတွေက600 900 950 980အဲ့ဒီဈာထဲမှာပဲထုတ်ယူကြတယ်ဘာဖြစ်လို့ဆိုတော့1000ဂရမ်အောက်ကက်ကက်ကလေး980ဂရမ်တလီတာခွက်နဲ့ချိန်လို့ရလို့ရှင်အဲ့ဒီရေပေါ်အုပ်ကမာလဲမာမယ်ရေပေါ်လည်းပေါ်တဲ့အမိထားကိုရရှိနိုင်ပါတယ်အဲ့ဒီလိုလုပ်ယူဖို့ကတော့အချိန်တစ်ခါတည်းတော့မရပါဘူး၂ချိန်၃ချိန်တော့မိမိကိုယ်တိုင်စမ်းသပ်လို့ရှင်ကျွန်တော်ဗီဒီယိုလေးတွေကြည့်ပြီးစမ်းသပ်လို့ရှင် ရနိုင်ပါတယ်အကေမရခဲ့လို့ရှိရင်ကျွန်တော်ကိုဗီဒီယိုလေးမှာလာပြီးတော့ comment တွေမှာလာမေးလို့လည်းရတယ် Viber နဲ့လည်းလာမေးလို့ရပါတယ်အားလုံးကိုအခမဲ့တင် जा ပြသပေးနေပါတယ်လူကြီးမင်းတို့ရဲ့မေးတဲ့မေးခွန်းတွေတော့ကျွန်တော်အချိန်ကြီးရှင်းချပေးနေပါတယ်သူတို့ကြောင့်ရေပေါ်အုပ်တော်၎င်းဝိပေါ်အုပ်တော်၎င်းကျွန်တော်ကအငင်းပွားနေစရာမလိုဘူးရေပုပ်အုပ်သုံးညင်လွန်လူကရေပုပ်အုပ်ကို ုံးမယ်ဝိပော့ကိုတုံးနေတဲ့လူကဝိပော့ကိုတုံးမယ်အဲ့တော့ဟိုဘယ်ဟာကိုတုံးနေတယ်လဲဆိုတာကတော့ကိုယ့်ရဲ့တုံးဆွဲတဲ့အရည်အသွေးနဲ့ပစ္စည်းကိုကိုယ်အဆောက်အဦကိုယ့်ဘာကိုယ်ပဲဆုံးဖြတ်ရမယ်ဘယ်ဟာကိုတုံးဆွဲပါဆိုတာကတော့ကျွန်တော်တော်တော်များများကတော့အကြံပြုနိုင်ပါတယ်အမှအင်တာနက်ကတဲ့နေရာတွေမှာ ဝေပေါ်ရမယ်ထူရမယ်အပူချိန်မျိုးကာနိုင်တဲ့ဟာတွေဆိုရင်သုံးလို့ရပါတယ်တချို့တွေမေးကြတယ်ဝေပေါ်အုပ်ကိုဘယ်နေရာမှာ သုံးလို့ရလဲဆိုရင်ဟာအပြင်မိုးနဲ့ထိတဲ့နိုင်ရည်တွေမှာလည်းသုံးလို့ရပါတယ်အဲ့ဒီနေရာမှာသုံးမယ်ဆိုလည်းရပါတယ်ဟလာဟိုကျွန်တော်တို့ကဒီရေပေါ်အုပ်တွေကိုနီးစနစ်ကြကြသူ့နဲ့သုံးတဲ့ဒီလက်မြေကော်တော့၎င်းသူနဲ့သုံးတဲ့ဟိုဟာပေါ့စီတဲ့ကော်တွေချောတဲ့ကော်တွေတက်တက်လာပါတယ်အဲ့ဒါတွေနဲ့ ုံးဆွဲလို့ရှိရင်လူကြီးမင်းတို့ရဲ့အက်တာအဆောင်တွေမှာကုန်ကြစိတ်ကိုအများကြီးတက်တာဈေးနိုင်ပါတယ်ဆိုတော့ကြောင့်ရေဘောဥပဲ33ဝိဘောဥပဲ33မိပညာကိုတတ်ထားရမယ်မိပညာတွေရယူခြင်းနဲ့ဆိုလို့ရှိရင် Viber number 09425588988ကိုဆက်သွယ်ပြီးတော့ရောဆက်တဲ့အချိုးတွေတော့၎င်းရောဆက်တဲ့မိပညာတွေတော့၎င်း လုပ်ယူတဲ့ step by step နည်းပညာတွေတော့လကောင်းလေ့လာလို့လည်းရတယ်မင်းမြန်းလို့လည်းရတယ်ဆက်သွယ်မှားယူလည်းရပါတယ်ကျွန်တော်ကတော့ရေဘုံနည်းပညာတွေကိုမျှော်ယူနေတယ်ဥစုအောင်ပဲဖြစ်ပါတယ်အားလုံးကျမ်းမှာချမ်းသာပြီးတော့နည်းပညာများတက်မြောက်အောင်မြင်နိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်